ကျွန်တော်2025 6ချိန်အတွက်ကျွန်တော်ဗီဒီယိုတစ်ပိုင်းနဲ့မျှဝေပါအောင်မယ်။ဒီဗီဒီယိုဖိုင်လေးကလည်းအရင်ဘက်ကပရိလိုင်းအောင်မြင်သွားတဲ့ဖိုင်လေးပါ။ကျွန်တော်ရင်ဘက်ကတော့ဒီမူလေးကိုကျွန်တော်အတူကောက်လေးပဲပြောပြီးသွားတာပါ။ဒါမှမဟုတ်ကျွန်တော်နောက်ဘက်အတွက်လည်းကြည့်ပြီးသားဆိုတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်စောစီစီထုတ်ပြပါမယ်။ရင်ဘက်ကလည်းဒီမူကတခြားဆရာတယောက်ကလည်းตัวอตุจงปลาตัวบาดีเดอะไอ้จองเจนเราอ่ะดีมูเราไม่ปลาတော့เกเนี่ยท้ายได้ป่ะดีมูอ่ะ ချဲ့ချီတတ်တဲ့လူတိုင်းမြင်ပါတယ်အဲ့တော့ဒီပွဲမှာဒီမူဆက်ပြီးအလုံးလုံးနိုင်တယ်ထင်လို့ဒီပရိတ်အောင်သွားလို့ကျွန်တော်ထုတ်ပြလိုက်တာပါပြေချလေးလိုက်ကြည့်ပါဒီမှာရှစ်ပရိတ်ကရှစ်ပရိတ်လို့တနည်းကြောကူးတာပါဒီရှစ်ပရိတ်ရဲ့တပင်ကြောမှာဒီမှာ ग्वा နစ်အဲ့ ग्वा နစ်ကလည်းနှစ်ခါလို့ထိုင်တာထိုင်ပြီးမှဒီ ग्वा နစ်ကနှစ်ပင်ချမ်းမှာမှာပရိတ်ကသူက6လို့လိုက်တာပရိတ်ကစီနီယံသွားမှာပါ6ခွန်8လို့သူအဲ့လိုသွားမှာအပေါ်ကလည်း ီကွာနှစ်ခါနှစ်ခါကွာသုံးခါသုံးခါကွာလေးရလေးခါအဲ့လိုသွားတာပါအဲ့လိုသွားတဲ့အချိန်မှာပြီးကြတဲ့ပွဲတုန်းကဒီမှာဒီရှစ်ပိတ်ရှစ်ပိတ်ကူပြီးတော့သူ့ရဲ့တပင်းကြောင့်မှကျွန်တော်ခွန်ပိတ်သုံးပိတ်ကျွန်တော်ဒီလောက်ပဲပြခဲ့တာပါခွန်ပိတ်သုံးပိတ်ခဲ့အောက်မှာမှလေးပိတ်လို့ပြတာဒီသူ့အောက်မှာလေးထိတ်ကလေးရမူတယ်တနည်းကြောင့်မှ6ထိပ်လေးရလဲမူတည်ပါဒီမူတွေကကျွန်တော်အရင်နှစ်တွေကအကိုင်းနေတာပါဒါပေမဲ့သူအလုံးလုံးချင်းနေချစ်ပွဲမှာလောက်တာမို့လို့ဒီပွဲမှာပြီးတဲ့ကဘာကအလုံးလုံးသွားလို့ကျွန်တော်ဆက်ပြတာပါ အဲ့တော့ဒီ၄ break ရဲ့အောက်မှာဒီမှာ break တက်မှုသေးပါဒါနောက်တစ်ခါမှလည်းအဲ့လိုပါပဲ तू อ่ะဒီ30 break လေးอ่ะ30 break လို့ကူးမှာသွားလို့ပါပဲ30 break 30 break လို့ကူးမှာအဲ့ကူးတဲ့နှစ်ထဲမှာမအပေါ်မှာဒီမှာခွန်ပိတ်ခွန်ပိတ်ပြီးရင်တုံးထိတ်တုံးထိတ်ဆောင်မှာဒီမှာ break လေးပဲခင်းတာအဲ့မှာမှ तू อ่ะဒီမှာ၄ထိတ်လေးရမှုဒီခန်းတာဒီဘက်တစ်နှစ်ကျော်မှလည်း၆ထိတ်လေးရမှုဒီခန်းတာ၆ထိတ်၄ထိတ်လို့ဖြစ်ပြီးမှဒီမှာ၄ break ပဲခင်းတာပါအဲ့တော့ အခုရောက်တဲ့ပွဲစဉ်မှာလေ तू ကသူ့အကြောင်းကနေဒီရှင်းပရိတ်လေးရအောင်ရှင်းပရိတ်လို့ तू ကကုသွားတာကုပြီမှာသူ့အထက်မှာခွန်ထိတ်ခွန်ပိတ်၃ပိတ်လို့ပဲကြားတယ်ပြီးတဲ့ပွဲကကျွန်တော်အဲခွန်ပိတ်၃ပိတ်နဲ့တခြားမူနဲ့ကျွန်တော်ဒီပွဲကို၄ပိတ်ပဲကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြခဲ့တာပါအဲ့သူ့ရဲ့ဆောင်းမှာလေဒီမှာ၄ထိတ်၆ထိတ်လို့ခံထားတာအဲ့လို၄ထိတ်၆၆ထိတ်၄ထိတ်လို့ခံပြီးမှဒီမှာ၄ပိတ်လို့ထွက်သွားတာအဲ့တော့ရောက်တဲ့ပွဲစဉ်က तू ကဒီ၄ပိတ်အောက်မှာ break တဲ့ ဒီ၄ break အောက်မှာလဲ break တဲ့ဒါ၄ break အောက်မှာ break တစ်ကိုကျွန်တော်6နှစ်3လို့ထည့်ထားပါတယ်။ဘာကြောင့်6နှစ်3လို့ထည့်ထားရလဲဆိုတော့ကျွန်တော်ပြပါမယ်။ဒီမှာ break break ကူတဲ့ချိန်မှာနောက်ပိတ်3လို့ရှစ်ပါ။အဲ့နောက်ပိတ်3လို့ရှစ်ကိုဒီ3နှစ်ကျော်လိုက်လို့ရှိရင်ဒီ break တစ်ထွက်တဲ့ပွဲမှာသူကလဲနောက်ပိတ်3လို့ရှစ်ပဲထွက်တာပါ။အဲ့တော့လေးလေးရှိတော့3ညနောက်ပိတ်နဲ့တစ် break ဆိုတော့ဒါဆက်ခွက်လိုက်မှာ။အဲ့တော့နောက်တစ်ပွဲမှာလဲသူကခုနလိုပါပဲဒီမှာ3ညပိတ်3ညပိတ်ကူတယ်။ အဲ့ချိန်မှာနောက်ပိတ်သွင်းလို့ရှိပြီးတော့သူကကိုးလို့ပြန်ခင်းတာဒီမှာငါငါကိုကိုးလို့ခင်းတာဒီကိုးကိုလည်းဒီဘက်သုံးနေချလိုက်ဒီတစ်ပိတ်ထွက်တဲ့ချိန်မှာခွန်ငါခွန်ကိုးလို့ပဲခင်းတာကအဲ့တော့အခုပွဲစဉ်မှာလည်းသူကဒီပရိတ်ပရိတ်ကူးတဲ့နေရာဒီမှာကိုးပြီးတော့သူက30လို့ခင်းတာအဲ့ဒီတစ်ဆယ်ကိုကျွန်တော်ကဒီနောက်ပိတ်သုံးလုံးဒီပရိတ်လေးအောင်မှာ30လို့ခင်းမှာဆိုတော့သုံးပိတ်နဲ့ကြာပရိတ်တစ်ပါသုံးပိတ်နဲ့ပရိတ်တစ်ဆိုတော့သုံးပိတ်ရတော့6ထိပ်ကဘယ်လိုထည့်တော့ဆိုတော့ဒီပထမပွဲစဉ်မှာဒီမှာနောက်6က กว่า6ဟုတ်တယ်အဲ့တော့ပြိတ္တိတဲ့ဒီလို6ဆိုတော့3ညရရသွားတော့6ရက်3ညပိတ်ကိုပြိတ္တိဆိုတော့6 5 3ညပါအဲ့တော့ဒီဘွဲမှာလဲဒီဘက်က9ဆိုတော့နောက်ပိတ်3လုံး9နောက်ပိတ်3လုံး9လို့ပြန်ထည့်တော့ခွန်ပိတ်ကရနေပြီနောက်9ကိုกว่า9လို့ထည့်လိုက်တော့6ထိပ်အော်တိုဝင်သွားတာပါအဲ့တော့6ခါလေးလဲသူက6 6ခွန်ဆိုပြီးတစ်ပြိတ်ကိုဝင်သွားတာပါအဲ့တော့ခုဘွဲစင်မှာဒီမှာနောက်ပိတ်3လုံး30ဒီမှာ4 3 30ဖြစ်မှာဆို3ပိတ်ဝင်သွားပြီ တောက်ပွင့်ဝင်သွားတော့ဒီနောက်ကိုကကျွန်တော်ကွာကိုဆိုပြီးတော့ထည့်ထားတော့6နှစ်3ဆိုပြီးတော့ဒါတစ်ပရိတ်ကိုဒီကိုတည်းပါအဲ့တော့ခုပွဲစဉ်မှာ तू ကဒီအောက်ကတစ်ခွန်သုံးလဲထိုးလို့ရပါတယ်တစ်ခွန်သုံးလမ်းကြောင်းကငါလေ तू ကကျွန်တော်ဖိုင်ရှင်မှာကြောက်လို့မပြောတော့ပါဘူးတစ်ခွန်သုံးတကွက်ပါကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်အရင်မဲ့ထည့်ထိုးလိုက်ပါလို့ကျွန်တော်ပြောလိုက်ပါရစေ